င်္ဂလာပါဖုတ်ဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကတော့စနေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဥရောပလိပွဲစဉ်တွေကျွန်တော်များများရှိတယ်ပေါ့နော်အဲ့ဒီနေ့ကစားတော့ရှိတဲ့ဥရောပလိပွဲစဉ်တွေကနှစ်ပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေကပွဲစဉ်တွေရဲ့သုံးသချက်တွေတစ်တည်းပြီးတော့တခြားသောမောင်းတို့ရဲ့ပေါ့နော်ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel မှာတင်ပြီးရပေါ့နော်အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်ကကောင်းမှမှာ Pin Comment အနေနဲ့ထောက်ပြီးတာပေါ့နော်ဝင်ပြီးတော့ Join နိုင်နေပေါ့အဲ့တော့ဒီနေ့အတွက်ပရမအုံဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျွန်တော်ဒီနေ့ င်းည7နိုင်မှာကစားမဲ့ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့အိုချန်ဂလာဘတ်နဲ့ဘိုင်ယန်မြူးနီတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါ့ကျကျွန်တော်ပြန်ကြည့်ရင်ဘိုင်ယန်က2ဂိုးသွင်း15ပြားရမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်4ဂိုးသွင်း55ပြားရမယ်ပေါ့အဲ့တော့ဒီပွဲစဉ်ကပြောမှဆိုလို့ရှိရင်ဘွန်ဒက်လီဂါရဲ့အမှပီးစရာရဲ့ထိတ်ဆုံးကအသင်းနဲ့ဒါဘွန်ဒက်လီဂါအမှပီးစရာရဲ့ဟိုအောက်ဆုံးကအသင်းနှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ရဲ့အင်ရှင်ဖြစ်တဲ့မိုချန်ဂလာဘတ်အသင်းကိုကျွန်တော်ပြန်ကြည့်ရင်ဒီရာဒီမှာသူတို့ကစားခဲ့တဲ့ဂျာမန်ဘွန်ဒက်လီဂါ9ပွဲမှာဆိုလို့ရှိရင်မိုချန်ဂလာဘတ်ကကြီးအောင်ခဲ့တာ ဆိုတော့ဒီလေဗာကိုစင်နဲ့ပွဲတပွဲပဲရှိရပါတော့တပတ်ကဘိုင်ယန်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒီယာဒီမှာသူတို့ကစားခဲ့တဲ့အိမ်ဝင်းဝေးကွင်းဘွန်တက်လီကာစုစုပေါင်း9ပွဲမှာဆိုလို့ရှိရင်သူတို့အသင်းကကြီးမအောင်ခဲ့တာဆိုလို့ဒီ2ပွဲပဲရှိခဲ့တာတို့ရလိမ့်မယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဂျီနဒင်းကြားထဲမှာကအရင်ကကွာဟနေပြီပြောမှဆိုလို့ရှိရင် ကလပ်အနေနဲ့ဒီပွဲမှာဘိုင်ယန်ကိုသိရေးကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့အတွက်တော်တော်လေးကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့ဒီကလပ်နဲ့ဘိုင်ယန်ပေါ့နော်ဒီနေ့တင်ဟတ်တူရဲ့ဝက်ဆက်တွေကိုကျွန်တော်ပြန်ကြည့်ရင်ကလပ်ကဘိုင်ယန်ကိုဆိုလို့ရှိရင်တော်တော်လေးကိုဒုက္ခပေးတဲ့တော်ကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ကလပ်ကသူ့ရဲ့အိမ်ဝင်းမှာဘိုင်ယန်ကိုအခက်ကစားခဲ့တဲ့ဘွန်းလက်လီကပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းသူတို့ကစားခဲ့တဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်6ပွဲလုံးမှာကလပ်ကဘိုင်ယန်ကိုတကိုးထပ်ပို့ပြီးတော့ဒီတကိုးกว่าနဲ့ တို့ရှုံရှုံခဲ့တာပဲရှိရပါတော့တကူထပ်ပို့ပြီးတော့တို့မရှုံခဲ့ဘူးပြီးတော့ head to the reserve မှာဆိုလို့ရှိရင်လည်းနောက်ဆုံးထိတိုက်ပြုဆောင်ခဲ့တဲ့ဒီ club ကသူ့ရဲ့အိမ်ဝင်းမှာဘိုင်ယံကိုအခန့်ကစားခဲ့ရနောက်ဆုံးထိတိုက်ပြုဆောင်ခဲ့တဲ့6ချိန်ကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒီ club ကဘိုင်ယံကို2ချိန်ပဲရှုံနေပါတော့ဒီ3ချိန်နိုင်တဲ့တစ်ချိန်သေးကြတယ်အဲ့တော့ပြောမှုဆိုလို့ရှိရင် club ကိုယ်တိုင်ကဘိုင်ယံနဲ့တွေ့ခဲ့တဲ့ head to the reserve တိုင်းလို့လို့မှာဘိုင်ယံကိုထောက်ခပေးနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီပွဲစဉ်က ဒီအမှတ်ပြီးစရာရဲ့ထိတ်ဆုံးကအတင်းနဲ့အမှတ်ပြီးစရာဟိုအောက်ဆုံးကအတင်းနှစ်တင်းရဲ့တွေ့ဆုံမှုဖြစ်တယ်ပေါ့နော်ဒီလိုတွေ့ဆုံတဲ့ပွဲစဉ်တိုင်းလူလူက ဒီ MVC ရထိတ်ကအတင်းနေရဆိုလို့ရှိရင်အနိုင်ရဖို့အတွက်ဆိုလို့ချင်းဒါပြောမှဆိုလို့ချင်းတော်တော်လေးကိုရုန်းကန်တော့တွေ့ရလိမ့်မယ်ပေါ့နော်မနေတော့ကစားသွားတဲ့အီတလီစီးရီးပွဲစဉ်တွေဖြစ်တဲ့ဒီ AC နဲ့ Pizza ပွဲကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်လည်း MVC ရထိတ်ဇုံးက AC က MVC ရဟိုအောက်ခြေမှာရှိတဲ့ Pizza ကိုအနိုင်မရခဲ့ဘူးပေါ့နော်တူတူနဲ့တည်ကြခဲ့လို့ကြေးလဲကြေးလဲရှုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲကလည်းဒီဘိုင်ယန်ကြီးပြန်ကြလိမ့်မယ်ပွဲစဉ်တွေပဲလို့ထင်တယ်တောက်လျှောက်ကြီးအောင်နေတဲ့ဘိုင်ယန်ဒီပွဲမှာကြီးမအောင်နိုင်လောက်တော့ဘူးလို့တော့ထင်တယ်ပေါ့နော်အလုံးစုံကလပ်ဘက်ကိုတူနိုင်အောင်တကူအကွာလောင်းနေပဲသူအနိုင်ယူနေ ိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ဒီအင်ရှင်ဖြစ်တဲ့မူချန်ကလာဘတ်တင်ရွေးချယ်ပြီးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့အတွက်ဒူလီယာမြောက်တုံးသက်ပြီးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည7:00နိုင်မှာကစားမယ်အင်္ဂလိပ်ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Brighton တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိအောက်ခြေကိုကျွန်တော်ပြန်ကြည့်ရင် Manchester United က တရေကြရင်ပြား80ရှုံမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုသူရင်ပြား20ရှုံမယ်ပေါ့နော်အဲ့တော့ဒီနေ့ရဲ့အင်ရှင်ဖြစ်တဲ့ Manchester United အသင်းကိုကျွန်တော်ပြန်ကြည့်သူတို့ကလက်ရှိမှာဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့အပတ်က Liverpool ကိုအဝေးကွင်းမှာ2ကိုတကိုးနဲ့နိုင်တယ်ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့ဒီနောက်ဆုံး2ပွဲစရိုက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းနောက်ဆုံး2ပွဲမှာ2ပွဲလုံး United နိုင်ထားတယ်ပေါ့နော်တစ်ဖက်က Brighton ကိုကျွန်တော်ပြန်ကြည့်ရင်ဒီပြီးခဲ့တဲ့ Newcastle နဲ့အိမ်ဝင်ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့အတင်း2ကိုတကိုးနဲ့နိုင်တယ်အဲ့ဒီပွဲစဉ်မှာတိုင်ရင်တော့ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာဆိုလို့ရှိရင်တော့ Hoopa and Dan နဲ့တစ်ဖက်တကူးစီတည်ကြခဲ့တယ်ပေါ့နော်အဲ့တော့ဒီဟာဒီ ီမန်ချက်စတာယူနိုက်တက်ရဲ့ဒီအိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်ဒီရာဒီမှာဆိုလို့ရှိရင်ယူနိုက်တက်ကအိမ်ဝင်မှာစုစုပေါင်း၄ပွဲကစားထားတယ်ပေါ့နော်။ကစားခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်သူတို့အသင်းက၃ပွဲနိုင်တယ်၊တပွဲရှုံးတယ်ပေါ့နော်။ဒါကတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်သတ်မှတ်နိုင်တယ်ပေါ့နော်။တစ်ဖက်က Brighton ကိုကျွန်တော်ပြန်ကြည့်ရင်တော့ဒီရာဒီ Premier League မှာဆိုလို့ရှိရင်သူတို့အသင်းကအိမ်ဝင်မှာဆိုလို့ရှိရင်၄ပွဲအဝေးဝင်မှာဆိုလို့ရှိရင်သူတို့က၄ပွဲကစားထားတယ်ပေါ့နော်။ကစားခဲ့တဲ့၄ပွဲမှာသူတို့အသင်းက၂ပွဲရှုံးတယ်၊တပွဲတည်ကြတယ်၊တပွဲနိုင်တယ်ပေါ့နော်။ဒါပေမဲ့လို့နိုင်ခဲ့တဲ့ပွဲစဉ်ကလည်း Chelsea ကိုသူတို့3-1နဲ့ဒီနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီနှစ်သင်းလုံးက ဒီလက်ရှိမှာဆိုလို့ရှိရင်ဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာနိုင်ပွဲတွေအသီးသီးရခဲ့တဲ့အသင်းတွေဖြစ်တယ်။ပြီးတော့ဒီနှစ်သင်းရဲ့ head to reverse တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် Manchester United တက်ကသူ့ရဲ့အိမ်ဝင်းမှာကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင် Brighton ကို3-1နဲ့ရှုံးခဲ့ပြီပဲဗောနော။ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်း United ကဒီနောက်ဆုံးနှစ်ပွဲဆက်လိုက်ဒီကြေးအောင်နေတဲ့ အနေထားတစ်ခုမှရှိရဲပေါ့နော်အဲ့တော့ဒီဘွဲက United အနိုင်ရဖို့အတွက်ဆိုတော့တော်တော်လေးကိုဒီဘွဲမှာပြန်ပြီးတော့ရုန်းကန်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ် Brighton ကိုယ်တိုင်က United နဲ့တွေ့တိုင်းမှာဆိုလို့ရှိရင်အနိုင်ရလက်တွေရတတ်တယ်ပြီးတော့ဒီဘွဲကဒီ Brighton နေနဲ့ United ကိုအနည်းဆုံးမရှုံးအောင်ကစားနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်ဒီဒီဘွဲကခမန်းကြီးအရာဆိုလို့ရှိရင်1-1 2-2အဲ့လောက်ဖြစ်မဲ့ပွဲစဉ်တစ်ဘွဲလို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာတော့ဒီပြေးကြရင်ပြား80တီတော့မှရှုံးမဲ့ဒီ Manchester United ရဲ့ဆိုင်အဝေးကွင်းဖြစ်တဲ့ Brighton အသင်းကိုပဲဒီနေ့ဒုတိယမြောက်ဝစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးခြင်းတော့